မင်္ဂလာပါရှင်ရောင်းခသစ်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဆလင်းနဲ့မင်းလောင်မြို့နယ်ဝါစစ်တပ်ကလုံငန်းနယ်ဆန်နီပါကိုပေါ်တောင်ဆွဲဖမ်းဆီးပြီးတောင်လျင်ငွေကြေးသိမ်း140နဲ့ပြန်ရွေးကိုင်းငွေကြေးပေးနိုင်ခြင်းမရှိသူတွေကိုစစ်တင်နှံကြောင်းပို့ဆောင်မကွေးတိုင်းစနေမြို့နယ်မှာဂျပန်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတောင်းလျင်ငွေကြေးသိန်း140နဲ့ပြန်ရွေးကိုင်းကငွေကြေးပေးနိုင်ခြင်းမရှိသူတွေကိုစစ်တပ်နဲ့ကြောင်းပူဆောင်လိုက်ကြောင်းပြည်သူညီနောင်စလင်တရင်တောင်းခံကိုပြည်သူကပြောတယ်။အော်တိုဘာလ30ရက်နေ့မနက်ပိုင်းစနေမြို့ပေါ်ចောင်းကြရက်ကွယ်မှာအင်္ဂါနေတဲ့ လူငယ်နယ်ကဆလင်းစိမှာဈေးဝယ်ထွက်လာစဉ်လမ်းပေါ်မှာစစ်သားတွေကပေါ်တော်ဆွဲဖန်စီခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မိုးလယ်ပိုင်းမှာဆလင်းမြို့မြို့မှာစဉ်နောက်ပိုင်းမှာမုတ်ပို့လာတဲ့ကားမှလိုက်ပါလူငယ်တယောက်ကိုစစ်တပ်ကပေါ်တော်ဆွဲဖန်စီခဲ့ကြောင်းသိရပါတယ်။မလားလူနိုဝင်ဘာလ10ရက်နေ့မနက်လေးနာရီခန့်မှာရုံမိတ်ကန်ကြီးအမလူငယ်သုံးဦးကငါဖန်သွားအောင်စဉ်ပေါ်တော်ဆွဲဖန်စီခဲ့ကဆလင်းမြို့ခါမှာ954တိုင်ကိုခေါ်ဆောင်သွားကြောင်းနိုဝင်ဘာလ9ရက်နေ့မှာတဲကုန်ကြည့်ရမှာလူငယ်နယ်ဦးမှာလဲဆိုင်ကဲနဲ့စနေမျိုးကိုတော်ရောက်စဉ်စစ်တပ်ကပေါ်တာဆွဖန်စီခဲ့ကြောင်း နိုဝင်ဘာလ9ရက်နေ့မှာမဝင်ကျဲမှာလူငယ်တယောက်ကမန်လေးမြို့မှာစိန်တကုံဝေပစ်ကားနဲ့စနေမြို့ဘက်ကိုပြန်လာစဉ်စစ်တပ်ကကားပေါ်မှာဆွဲချကပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့မှာလည်းကန်ချကျဲမှာလူငယ်တယောက်မှာလည်းမန်လေးမှာစနေမြို့ကိုပြန်လာစဉ်ဂျန်ဖက်စစ်တပ်ကမန်မိုက်တနေရာမှာပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းသိရတယ် အစောပိုင်းပေါ်တောင်ဆက်ဖန်စီကရလူငယ်ဆဲဦးထဲမှာလူငယ်တက်ဟုတ်တော့မိသားစုကငွေကြေး340နဲ့ပြန်လဲရွေးထုတ်နိုင်ခဲ့ပြီးကျန်သူတွေကငွေကြေးပေးဆောင်နိုင်ခြင်းမရှိအောင်စစ်တင်တဲ့အကြောင်းပို့ဆောင်လိုက်ကြောင်းသိရတယ်။ထို့အပြင်ဘကိုးတိုင်းမင်းလာမြို့နယ်မှာလည်းဂျပန်စစ်တပ်ကလူငယ်ချောက်ကိုပေါ်တောင်ဆက်ဖန်စီခဲ့ပြီးဖန်စီကရလူငယ်ချွေမိဘဆွေမျိုးတွေကပြောတယ်။နိုဝင်ဘာလ16နေ့မင်းလာမြို့နယ်မုတ်ကာရွာမှာနေထိုင်တဲ့လူငယ်ကိုမြင့်နိုင်နဲ့ညောင်သုံးပင်ရွာမှာနေထိုင်တဲ့လူငယ်ကကွန်စစ်တပ်ကရွာထိပ်တွေမှာဆောင်ကျဖန်စီခဲ့ခြင်းဖြစ်ကြောင်းထို့သောပေါ်တောင်ဆက်ဖန်စီပြီးနောက်ငွေကြေး300ချီတောင်းခံခဲ့ကြောင်းသိရတယ်။ အကြမ်းဖက်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းပတ်စင်စကူကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးအမေရိကန်ပါဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့အကြမ်းဖက်နေတဲ့လုပ်ငန်းတွေကိုပူပေါင်းဆောင်ရွက်သင်ရှိနေပြီးကင်းပြင်းတဲ့တခြားနေရာနှစ်ခုကိုငွေကြေးလိမ်လည်စင်တာတွေပြောင်းရွှေ့နေမှုအထူးသတိထားဆောင်ခြင်းကို NUG ကပြော။ အမေရိကန်ပါဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားဖြတ်နေတဲ့လုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်အသင့်ရှင်နေကြောင်းမြို့သားညီရင်းဆွေရအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိတဲ့ဦးနေဖုံးလက်ကထုတ်ပေါ်ပြောဆိုတဲ့ယနေ့အန်ယူဂျီကထုတ်ပြန်လိုက်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့တရင်စကားပြောခြင်းအစီအစဉ်၁၉မြန်ဆောင်၂၀၂၅မှာ၎င်းကအထပ်ပါပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြပ်ဘတ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံတဲ့ကျောင်းစာတုပ်တွေကရာဇဝဲလုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်အကာအကွယ်နဲ့ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအချက်တည်းရဲ့အဓိကတရားခံမှာအကြပ်ဘတ်စစ်တပ်သားဖြစ်ကြောင်း နိုင်ငံတကာကဆိုင်ဘာလိုင်လည်မှုတွေကိုနှိမ်နှင်းပြီးကြိုးစားလာကြအောင်စစ်တပ်ကအကြေကြေပတ်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာတွေကိုအယောင်ပြဖြိုခွင်းပြီးခင်ပြင်းတဲ့တခြားနေရာနှစ်ခုကိုပြောင်းရွှေ့ကောင်းငွေကြေးလိမ်လည်စင်တာတွေပြန်လည်လည်ပတ်နိုင်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရွှေကြောင်းဥနီဖုံးလက်ကဆိုတယ်ရင်ပြင်မြို့သားညွေဆွေအနေဖြင့်အမေရိကန်ပါဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်အသင်းရှင်တွေကြောင့် NUG နေဖြင့်လဲစိုက်ပါလိမ့်လည်းမှုပြဿနာတွေကိုကင်တွေ့ဖြင့်ရှင်းနိုင်ငံတကာကိုဖိတ်ခေါ်လိုက်ကြောင်းလည်းကောင်းကဆိုပါတယ် ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိမ့်လည်ကိုင်းကောင်းဆောင်တွေကိုဖန်စီတရားစွဲဆွဲလှုပ်ဆောင်တော့အမေရိကန်နိုင်ငံက United States Scan Center Straightforward ဖွဲ့စည်းပြီး Cyber လိမ့်လည်မှုလုပ်ငန်းတွေကိုနှိမ်နှင်းမှုစာရတာအရဆွေးဖွဲ့စည်းကိုစီးပွားရေးဆိုင်ရာပိတ်ဆို့ရေးယူတာပိုင်ဆိုင်မှုတွေကိုတင်ဆက်ဖို့အတွက်ဗန်နိုင်းဌာနကကြေညာခဲ့တာစားရလှုပ်ဆောင်မှုတွေပါဝင်အင်းကြီးချင်းနိုင်ငံတွေဒေသတွင်နိုင်ငံတွေနဲ့နိုင်ငံတကာဖွဲ့စည်းအားလုံးအကျိုးပန်းလှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အသိမှတ်ပြုပါတယ် ဒီလိုလုံဆောင်မှုတွေပေါ်မြို့သားညွေဆွေအနေနဲ့ဆက်ဖြတ်ကြောင်းမှုကဲတိုက်ဖြတ်လုပ်ငန်းအဖွဲ့အနေနဲ့တိုင်းဒေသဖွဲ့စည်းနေပူပေါင်းပြီးချိန်ဆနေနိုင်ပူပေါင်းဆိုင်ဖို့အသိရှိကြောင်းနဲ့နိုင်ငံကအကျိုးပန်းအထောက်မှုတွေကိုထောက်ကူပေးသွားမှာဖြစ်ကြောင်းထုတ်လင်းပေးပြောကြားလိုပါတယ်။မြန်မာနိုင်ငံမှာလူငယ်လူရွယ်များအနေဖြင့်အလောက်ကင်ခွင်လန်းရှာပါလာခြင်းကြောင့်ဖြန့်ဆိုင်ပါလိမ်လက်မှုလုပ်ငန်းတွေကအလောက်ကင်တူတွေခေါ်ယူနေမှုကိုအထူးသတိပြုကြရန် NGO ကအသိပေးပြောဆိုပါတယ်။ ဆက်လက်ပြီးတော့ရင်းစကြုံမြို့နယ်မှာအစ်စ်ကား၂၀ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ကတင်းဆုံမှုများပြောင်းဆိုမကွေးတိုင်းရင်းစကြုံမြို့နယ်ကြောင်းလီကားဂိမ်းနဲ့ပန်တိုင်းချုံစစ်တပ်ဂိမ်းကြားစစ်ကား၂၀ကိုကြားဖြတ်တိုက်ခိုက်အစ်စ်သားဆက်ရှင်ကိုတင်းဆုံခဲ့ကြောင်းစောင်းတဲ့ဝိုင်းဆိုပြီးတဲ့တောင်းကန်ကောမောင်းကပြောတယ်နိုဝင်ဘာလ16ရက်နေ့ညနေ9:00ခန်းကရေစကြုံမြို့နယ်ကြောင်းလီကားဂိတ်ကနေပခုတ်ကုံမြို့နယ်ပန်းတိုင်းချုံဂိတ်ကိုပြည်သူကားချွန်ဆွဲပြီးလိုက်ပါတဲ့ကားငါးစီးနဲ့နောက်ဆုံးကားတစ်စီးကိုပြည်သူကား권ရေးပူပေါင်းတဖုံဝင်ကအပိုင်ပြက်ကတိုက်ခိုက်ခြင်းမုံခဲ့ရကားပေါ်ပါဆက်သားဆက်ရှင်ဦးတင်ဆောင်ခဲ့ကြောင်း င်ဆောင်စစ်သားနဲ့ဗန်းတိုင်းကြုံကိကိုရောက်ရှိသွားတဲ့စစ်သားတွေကို9နှစ်အထိမှာပခုတ်ကူမျိုးမှာကားဆယ်စီးနဲ့လောက်တဲ့ဆောင်းသွားကြောင်းသိရတယ်။ရင်စကြိုကနေပခုတ်ကိုနယ်ဇက်လောက်အထိကိုစစ်ကြောင်းလာနှစ်ရက်လောက်လမ်းလျှောက်လာတဲ့ကြောင်လီကဂိတ်ကိုရောက်တော့ပြည်သူတွေကအောင်ချွန်ဆွဲပြီးတော့ဗန်းနိုင်ချုံဂိတ်ကိုသွားတဲ့ကာငါစီတစည်းကို20ဝန်းကျင်လောက်ပါတယ်ပထမတစည်းဒုတိယစည်းတတိယစည်းကိုလှုပ်ပေးလိုက်တဲ့စတုဒ္ဒကာကလည်းကားပေါ်မှာပြည်သူပါတယ်ဆိုလို့ RPG နဲ့မထူးပဲလှုပ်ပေးလိုက်ပါတယ်နောက်ဆုံးတစည်းကြမှာကောက်စားလုံးလိုက်တဲ့သဘောဖြစ်သွားတယ် ဘာမော့ပါတဲ့စစ်ခွေးတွေကအကုန်တရလက်နဲ့မရတာပဲရှိပါတယ်ကျွန်တော်တို့လည်းပြည်သူကိုညှာလိုက်တာအဲ့ဒီပြည်သူကကားကိတ်အထိကိုဒုံမောင်းသွားတယ်လက်နဲ့မရလိုက်တာအဲ့ဒီကားတစီကကားသမားပြည်သူတယောက်ပဲရှင်နေအစောပိုင်းတိုက်ခိုက်မှုကိုသောက်တန်းရေစကြိုလိုကဲတပ်ပေါင်းစုဖွဲ့ဝင်တွေဖြစ်ကြတဲ့သောက်တန်းဝန်ဆွန် PDF ရေစကြို Revolution Group တောင်းညင်အောင် PKU PDF ပြည်သူ့အာမတ် PDF King Cobra တောင်းစစ်တဲ့ PDF နဲ့တောင်းတဲ့နေ PDF ဖွဲ့ဝင်ပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုံးခွာနိုင်ခဲ့တယ် ရန်ကြပ်ပတ်စစ်တပ်စစ်ကြောင်းကနိုဝင်ဘာလ15ရက်နေ့မနက်9:00နာရီခန့်ကရေစက်ကျွန်းမြို့ခြေဆိုင်ခလာ956 959 958တိုင်ရင်တို့မှာအင်အား120နဲ့ချင်းလင်းထွက်လာခြင်းဖြစ်ပြီးယင်းနေ့ညနေပိုင်းမှာပကန်းကြီးမြို့မှာညာိုက်ခဲ့ကြအောင်ပကန်းကြီးမြို့ကနေနိုဝင်ဘာ16ရက်နေ့မနက်9:00နာရီခန့်မှာချင်းလင်းဆက်ထွက်လာညနေ4:00နာရီခန့်မှာကြောက်လီကားကိတ်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆလဘီရွှေကုတ်ကိုကနေထိုင်ဘက်ကိုထွက်ပြေးနိုင်ငံသားသား36ဖမ်းဆီးခံရပြီးညရီမျိုးမှာထွက်ပြေးလာသွင်းတဲ့ဟိုတယ်တွေပြင်နေပြည်ကျဌာနချုပ်နဲ့ရွာတွေမှာအရေးကြီးကြပြတ်တရုတ်တရေချို့ကိုလုံးနေ ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောင်းရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့သိကထွက်ပြေးလိုက်နိုင်ငံသား36ဦးကိုရွှေနေမနက်ပိုင်းထားအနာပိုင်းတွေကဖမ်းဆီးရရှိပါရယ်နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမြောင်းရီမြို့နယ်ရွှေကုတ်ကိုဘက်ကနေတောင်မြစ်ကိုဖြတ်ကိုပြီးထိုင်းနိုင်ငံဘက်ခြမ်းဝက်ဖရန်ဂျီယာကိုရောက်ရှိလာတဲ့နိုင်ငံသား36ဦးဖမ်းဆီးရရှိကြောင်းနိုင်ငံသားတွေမှာတရုတ်ပါကစ္စတန်အိန္ဒိယနဲ့အပြင်နိုင်ငံသားတွေပြန်ကြောင်းသိရတယ် ရင်းပြင်ရွှေကုတ်ကောင်ကထွက်ပြေးလာကြားဖြတ်နိုင်ငံသားနိုင်ငံခြားသားတွေမြောက်ရီမြို့ပေါ်မှာလည်းပြင်းထန်နေပြီးဟိုတယ်နဲ့တဲခုတ်ကန်နေတဲ့ပြည်နေကြောင်းရွှေကုတ်ကောင်မှာမြောက်ရီမြို့ကကားငှားလင်းပင်ကားငှားရန်ကလူတောင်းလင်းထိုင်းဘက်တထောင်ကျော်စီးပေါင်းနေကြောင်းသိရပါတယ်။ အရေးကြီးတဲ့ထိပ်ပိုင်းတရုတ်တရေတွေကြားဖြတ်နေကြတော့ BGF တွေကသူတို့ဌာနချုပ်တွေနဲ့ရွာတွေကိုခေါ်တဲ့ကိုကျန်နေရကရိုးရိုးကြားဖြတ်အလောက်သမားတွေပါကားကားတွေကလည်းဈေးတက်တယ်အင်္ဂါကားနဲ့ဟိုတယ်ကားတွေကလည်းဈေးတွေတက်တယ်ဂျပန်စတက်ကကြားဖြတ်လုပ်ငန်းတွေမှာလည်းကြားဆောင်တက်နဲ့ငင်းချင်းရယူထားတဲ့တိုင်းတော်လက်နက်ကိုင်ဖွဲ့တွေပါဝင်ပတ်သက်နေကြောင်းထုတ်ပေါ်ပြောဆိုတဲ့ဆလဘီကြောက်ဖြူမှာကျေးရ200မှာ လင်းဆောင်ပုံစံခံမြို့သမီးတောင်းတေဆောင်ရခိုင်ပြည်နယ်ကြောက်ဖြစ်မျိုးနဲ့အလဲရာတစ်ကြားနဲ့တာဝန်ကျရတော့ကိုစစ်ကော်မရှင်တက်လေးချောင်းကနေပုံကျင်းသွားတာကြောင့်အမျိုးသမီးတောင်းတေဆောင်ကဲလို့အရခတ်တတော်ရေးကတည်င်းထောက်ပြန်တဲ့စစ်ကော်မရှင်တက်နိုဝင်ဘာ18ရက်နေ့ည7:00နာရီချိန်လောက်မှာအလဲရာတစ်ကြားနဲ့တာဝန်ကျရတော့ကိုလေးချောင်းကနေအကြောင်းမဲ့တသက်ပုံကျင်းသွားတယ် စစ်တပ်ပုံကျဲမှုကြောင့်တောင်ကိုကျရရှိတပ်တန်းကြောင့်သူပါဝင်အမျိုးသမီး၃တေဆောင်ပြီး၃ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အလရာသူကျန်ကလည်းပြည်သူ့နှုတ်ထိခိုက်ဒဏ်ရာရှိတယ်။အေကစစ်ကောင်ရှင်တဲ့အကြောက်ဖြစ်မျိုးရှိကြရတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရကြောင်းလေကြောင်းရဲ့ပုံမှန်သတိထားကြဖို့တိုက်တွန်းနေ။ပြီးခဲ့နိုဝင်ဘာ၁၆ရက်နေ့ကလည်းတိတ်တောင်မျိုးနဲ့ဘာထလီကျရနဲ့နွားတင်ကုတ်ကျရတို့ကိုစစ်ကောင်ရှင်တဲ့လေကြောင်းကနေပုံကျဲသွားတာကြောင့်အရသာပြည်သူ၅ဦးတေဆောင်ပြီးကြောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဆက်လက်ပြီး BGF စစ်တပ်ကာကွယ်နေရာဆွဲလုပ်ငန်းတွေလောက်ကင်ခဲ့အဖြစ်လို့အဓိကတရားခံအားစစ်တပ် NUG ပြောင်းဆရာနာသိမ်းမြောက်ပိုင်းမှာစစ်တပ်လောက်ခံနေကြဆောင်တက်တရားရာဆွဲလုပ်ငန်းတွေကိုအနာသိမ်းစစ်တပ်အကာကွယ်နေပြန်လည်လောက်ကင်ခဲ့အတွက်လက်ရှိအကြက်တဲရီအဓိကတရားခံအားစစ်တပ်သားဖြစ်ကြောင်းအမျိုးသားညွှန်ဆိုရ NUG ပြောင်းစုဝင်ကြီးကြောင့်ပြောရေးဆိုခွင့်ရှိသူဦးနှစ်ဖုံးလက်ကပြောပါတယ်ဒါအပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိမ့်လည်ကောင်းကင်ဆိုင်တွေကိုဖက်စီတရားစွဲဆိုရန်လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States က စန်တာစထရိတ်4ဖွဲ့စည်းပြီးစိုက်ပါလိန်လည်မှုလုပ်ငန်းတွေကိုနှိမ်နင်းမှုဆောင်ရွက်တာရာဇဝတ်ဖွဲ့စည်းကိုစီးပွားဆိုင်ရာပိတ်ဆို့ရင်းယူတာပိုင်ဆိုင်မှုတွေကိုတင်ဆက်ဖို့အတွက်ဗန်နိုင်းဌာနကကြေညာခဲ့တာစားရလုံဆောင်မှုတွေပေါ်အင်းနီစစ်နိုင်ငံနေဒေတာတွင်နိုင်ငံနေရဲ့နိုင်ငံတကာဖွဲ့စည်းတဲ့အားလုံးရဲ့ကျိုးပန်းလုံဆောင်မှုတွေကိုကျေးဇူးတင်အသိမဲ့ပြုကြအန်ယူဂျီကပေါ်ပြတယ်မြန်မာနိုင်ငံမှာလောက်ကင်ခွင်လန်ရှားပါလာမှုတွေကိုခွင့်ကောင်းယူပြီးစိုင်းပါလိန်လမ်းမှုလုပ်ငန်းတွေကငွေကြေးခန့်လမ်းများစွာနဲ့အလောက်ကင်တူတဲ့ခေါ်ယူနေဖို့ပေါ်သတိပြုကြဖို့ပြည်ထောင်စုသတိဖြင့် လူငယ်လူလတ်ပိုင်းတွေကိုတင်ပြခဲ့ပါတယ်။အွန်လိုင်းလေလံလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုက်ဖြတ်ဖို့အမေရိကန်ပါဝင်နိုင်ငံတကာကပုံမအောင်ဆိုင်လာခြင်းတွေမှာစစ်ကောင်စီကလည်းကိကဲပတ်ပါဝင်သူရဲ့လောက်ခံနေကြဆောင်တွက်ဖွဲ့နယ်မြေထဲမှာအွန်လိုင်းလေလံလုပ်ငန်းတွေနှိမ့်နေတဲ့အောင်ဟန်ပြစစ်စင်တွေကုလပိုင်းမှာပုံမပြုလုပ်လျက်ရှိပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။